အခု2025ဧပြီလ22ရက်နေ့မှာလာရှုမြို့ကိုတော်လိုင်းအင်အားစုတွေကလက်လွတ်လဲရပါပြီ။သို့တော့စကားစပြန်ရသွားတာလားဆိုတော့လုံးဝမဟုတ်ပါဘူး။စကားစဟာမြို့ပေါ်ရက်ွက်စတဲ့ခုကတည်းကဟန်ပြအနေနဲ့အုတ်ချုပ်ခွင့်ရမှာဖြစ်ပြီးတော့ မြို့ဘီပပတ်လေးနဲ့မဟာပြူဟာမြောက်နေရာတွေဘီပပတ်လေးကကြီးရွာတွေကို MNDAA ကဆက်လက်ထိန်းချုပ်ထားမှာပါ။ရရှုမှာတရုတ်ဟာကောင်စင်ဝုံယုံတစ်ခုဖွင့်ပြီးတော့နှစ်ဖက်စလုံးရဲ့စီရဲလှုပ်ရှားမှုတွေကိုစောင့်ကြည့်ထိန်းချုပ်ပါမှာပါ။အဲ့တော့တရုတ်သဘောမတူရင်နှစ်ဖက်စလုံးဘာမှလုပ်လို့မရတဲ့အနေထားပါ။ဒီတော့ရရှုကိုတကယ်ရသွားတာကတရုတ်ပါ။ ဒီနေ့အမတခုပြောချင်တာကကျွန်တော်ရဲ့ channel ကတရင်ဌာနတခုမဟုတ်ပါဘူးကျွန်တော်ရဲ့ကိုပိုင်ခမတ်သုံးသက်ချက်တွေကိုတင်ပြခြင်းမျှတာဖြစ်ပါတယ်သို့တော်လည်းပဲခိုင်မာတဲ့တရင်ရင်းမြစ်ခိုင်မာတဲ့တရင်ဌာနတွေနဲ့နိုင်ငံရေးလှိလာသုံးသက်သူတွေရဲ့ဆောင်မတွေကိုကူကားပြီးတော့ခမန့်တင်ပြတာပါဝေဖန်ချန်ပြူချင်တာတခုခုရှိခဲ့ရင်လည်း comment ကိုသာအရောက် flank ခဲ့လိုက်ပါမိတ်ဆွေတို့ရဲ့ comment တချောင်းချင်းစီကိုတေချာမလွတ်တမ်းဖတ်ပေးနေပါတယ် မြမကီရင်းကြီးကိုဝင်ရောက်ဆွတ်ဖက်ခင်မရှိပါဘူးလို့ဂျောင်းလင်းဂျောင်းစပြောနေပေမဲ့တရုတ်ဟာတကယ်ငွေပြင်းမှာမြန်မာပိုင်တဲ့ကိုသူ့နိုင်ငံလူမျိုးပြုမှုနေတာဟာသက်ခါမရှိတဲ့လုပ်ရပါတရုတ်ရဲ့ခြေလန်းတွေဟာလာရှိုးမာနေရက်တော့မမဟုတ်ဖ ೇನೆ မူဆယ်ကနေမန္တလေးထိခုံတူကြီးလမ်းကြောင်းကိုပါကော်လန်ကြီးတပ်ဖွဲ့တွေရောစခဆဘက်ကရောနှစ်ဖက်စလုံးတက်ဆဲခင်ရမှာမဟုတ်ဖ ೇನೆ တရုတ်ကပါစူမိုးချုပ်ကင်မှုစူးစမ်းနေပါတယ် တရုတ်ဟာမြန်မာနိုင်ငံအရေးမှာဘာလို့ဒီလောက်တောင်ဝင်ရောက်ဆက်ဖက်နေရလဲဆိုရင်ကျွန်တော်ရှေ့ဗီဒီယိုထဲမှာပြောခဲ့ဘူးတဲ့တရုတ်ရဲ့ခစ်တဲ့ပူလမ်းမှာစီမံကိန်းညောင်းမှာတရုတ်ဟာလက်ရှိအချိန်မှာအမေရိကန်နဲ့ကုန်သွယ်ရေးစစ်ပွဲကိုဆင်နွှဲနေရပြီးတော့အမေရိကန်ကိုပခုံးချင်းရှင်နိုင်မှုအတွက်တရုတ်ရဲ့ခစ်တဲ့ပူလမ်းမှာစီမံကိန်းတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ဂျော့ဖြူကူမင်းရေနံဂတ်စ်ပိုင်လိုင်းနဲ့ကုန်သွယ်ရေးလမ်းကြောင်းကိုအောင်မြင်ဖို့အတွက်မဖြစ်မလင်လိုအပ်နေပါတယ် 2024ခုနှစ်ဩဂတ်လတည်းမှာမြောက်ပိုင်းငင်အောင်သုံးဖွဲ့ဟာဦးဆောင်ပြီးတော့ရာရှုမြို့ကိုရော ရမခခုပါတမိုင်မှတ်တမ်းနဲ့သိမ်းယူနိုင်ခဲ့ပါတယ်။ညီနောင်သုံးဖွဲ့နဲ့အတူဗမာပြည်သူ့လူမျိုးရေးတပ်တော် PPLA, NDYPTF, PLA, NUGPDF တန်ရင်တပ်ဖွဲ့တွေဟာစစ်ကူပြီးခဲ့ပါတယ်။အင်အားနှစ်ပေါင်းခန့်ကိုသုံးပြီးတော့သိမ်းယူခဲ့တာဖြစ်ပြီးတော့ ER ကိုနဲ့ PDF တဖို့ဝင်နေထောင်းလိုက်ရခန့်အသက်ပြီးဆက်ခဲ့ရပါတယ်။စာခဆဘက်ကလည်းစာခဆတပ်သား2000ကျော်လောက်ပြီးဆိုပြီးတော့အရာနဲ့ကြည့်တဲ့တပ်သားတွေအညက်ခံခဲ့ပါတယ်။လက်နက်ခဲရအနောင်များကိုလည်းညနောက်သုံးခွဲကသိမ်းယူရရှိပြီးတော့ PDF တိုင်ရင်းတွေကိုတက်ဆင်ပြီးခဲ့ပါတယ်။တတညာနီကွန်စစ်စင်ရဲ့ပထမလိုင်းကို2023အောက်တိုဘာလ29ရက်နေ့မှာစတင်ခဲ့ပြီးတော့မြူပေါင်း18မြို့ကိုညီနောင်မဟာမိတ်သုံးဘွဲကသိမ်းယူနိုင်ခဲ့ပါတယ် ဲ့အချိန်တုန်းကတေယုတ်ဟာကြားဖြန့်နှိမ်နီးရေးလိုခေါင်းစဉ်တက်ပြီးတော့ညီနာမဟာမိတ်သုံးခွဲကိုမီစဉ်ပြခဲ့ပါတယ်။ဒီနောက်မှာတော့တိုက်ပွဲတွေကခိတရနသွားခဲ့ပြီးတော့2024ဇွန်လ25ရက်နေ့မှာတက်တုံညာနှစ်ခွန်ဆစ်စင်ရဲ့ဒုတိယ flying ကိုညီနာမဟာမိတ်သုံးခွဲနဲ့တူတော်လိုင်းအင်အားစုတွေကတဖန်ပြန်နဲ့စတင်ခဲ့ပါတယ်။ဒီအချိန်မှာတော့လာရှိုးမြို့အပအဝင်ညူပေါင်း9မြို့ကိုထပ်မံသိမ်းယူခဲ့ပါတယ်။ တစ်တုံညနှစ်ကုန်စစ်စင်ကြီးနဲ့အပြိုင် PDF 2ကလည်းရှမ်းမန်းစစ်စင်ကြီးကိုဆင်ခဲ့ပြီးတော့စင်ကူတပိတ်ချင်းတခေါက်မြို့တွေကပါထပ်မံသိမ်းယူခဲ့ပါတယ် KIA ဟာလည်းမပိန်ကွက်ခိုင်နဖက်ကစားတဲ့ဒေသတွေကိုသိမ်းယူနိုင်ခဲ့တာပါဒီအချိန်မှာတော့တရုတ်အစိုးရဟာညင်အောင်သုံးဘွယ်ပေါ်မှာအမျက်တော်သာထွက်ခဲ့ပြီးတော့အတင်းအကျပ် PR ပိတ်လာခဲ့ပါတယ် UWSA ဝါတဖွဲ့ကလည်း PDF နဲ့တော်လိုင်းအင်အားစုတွေကိုကူညီတာတွေကိုရပ်ဖို့ PR ပိတ်ခဲ့ပါတယ် TNL ကလည်းမလောက်ပါလာအောင်ဆုံးမရလိမ့်မယ်ဆိုတဲ့အထိပါစာထုတ်ပြီးထီအပေးခဲ့တာပါတရုတ်ဟာ MND ခေါင်းဆောင်အချို့ကိုနေအင်းအခြေချုပ်ပုံစံမျိုးနဲ့ ဖမ်းယူထားခဲ့ပါတယ်။ကုကတ်နယ်ကလည်းကုန်စီစီစီမှုတွေထပ်တောက်ခဲ့ပြီးတော့ခြံ၅ဖြတ်ချက်တောက်ကဖီအားပေးခဲ့တာပါ။ကုကတ်နယ်ဟာခူးယခင်အစိုးရအဆက်ဆက်လက်ထက်ခဲကဗမာပြည်မနဲ့ကုန်သွဲခွင်းပိတ်ပင်ခြင်းကိုခံခဲ့ရတာကြောင့်တရုတ်နယ်ပဲအဓိကကုန်သွယ်နေခဲ့ရတာပါ။ဒီအချက်ကိုတရုတ်ဟာကောင်းကောင်းအသုံးချပြီးဖီအားပေးသွားတာတွေ့ရပါတယ်။တရုတ်ဖီအားပေးခြင်းနဲ့ပေးလို့မရတာကတော့အရခတ်တက်တော်အင်းကြီးပါ။ရခိုင်ပြည်နယ်ဟာ တရုတ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတာမဟုတ်တလို့ရခိုင်လူထုအတွက်ကွန်ဆင်စီစီမှုတွေကိုတရုတ်ကအားကိုးနေစရာမလိုဘဲနဲ့အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်တို့နဲ့ကွန်တိုရီလမ်းကြောင်းတွေကိုလည်းတိစောက်ထားနိုင်ခဲ့ပြီးတော့ တရုတ်ရဲ့မဟာဗျူဟာမြောက်ကျော့ဖြူဂျီနဲ့စီမံကိန်းကိုလည်းမကြခင်ထိန်းချုပ်နိုင်တော့မှာပါမကြခင်ကပဲ USA ရာဘင်္ဂလားဒေ့ရှ်ကပ္စာဆက်ချေဆိုင်စခန်းကနေတဆင့် EE နဲ့ချင်းဒေါ်လာရင်းတပ်ဖွဲ့တွေကိုထောက်ပံ့တော်မယ်ဆိုတဲ့သတင်းဟာကြေကြေပြန့်ပြန့်ထွက်ပေါ်လာနေပြီးဒီသတင်းသာမှန်ကန်ခဲ့ရင်တော့ EE ရဲ့မဟာမိတ် TNL MND တို့လည်းအခွင့်အရေးတစ်ခုချက်လာနိုင်ပါတယ် TNL ဟာလည်းတရုတ်နဲ့ဒိုက်ရိုက်နယ်နိမိတ်ထိဆက်နေတာမဟုတ်တဲ့အတွက်အတိုင်းအတာတစ်ခုထိတရုတ်ဖိအားကိုတောင်းနိုင်နေနိုင်ခဲ့တာပါကျွန်တော်ထင်မြင်သုံးသပ် 부부 표와메 수의. MND ဟာအခုအချိန်မှာပထဝီနိုင်ငံကြီးအရာတရုတ်ကိုကြောင်ကြကြလွန်ဆန်လို့မရပါဘူး။ကိုကန့်ဒေတာခန်ဒီရဲ့စားဖို့နေရေးအတွက်တရုတ်ကနေဆက်ကွန်သွေးရေးကိုအထူးကမိခိုနေရပြီးတော့တရုတ်ဟာနေဆက်ကွန်သွေးရေးပိတ်လိုက်ရင်ကိုကန့်ဒေတာခန်နဲ့အင်္ဂါပေးစိုက်သွားနိုင်ပါတယ်။ရက်နက်ခဲယံပစ္စည်းတွေကိုလည်းတရုတ်ကနေတိုက်ရိုက်မဟုတ်ပေမဲ့ဘဝတဖွဲ့ UWSC ကနေတဆင့်ဝယ်ယူနေရတာပါ။ UWSC ကလည်းတရုတ်ဟာ PDF တွေကိုမကူညီဖို့တတိပေးထားတာကြောင့်ဘဝတဖွဲ့အနေနဲ့တရုတ်မသိအောင်ခုပြီးကူညီနေခဲ့ရတာပါ။ ဒီလိုအခြေအနေဒီကကူကန်ဟာရာရှုကိုလက်မလွတ်ချင်မိမဲ့အာမတန်လို့မန်လျှော့ပြီးတော့ရက်ရွတ်လိုက်ရတာပါသူတော့ဒီအတိုင်းငင်ခံနေမှာတော့မဟုတ်ပါဘူးတခြားဒေသတွေမှာနာမည်မဖော်ပြဘဲနဲ့လူဝတ်လှုပ်ရှားမှုပုံစံတမျိုးနဲ့ဆက်ရှိလာမှာပါတေယုတ်ဟာကူကန်ကိုဖီအားပေးရမှာမတေရဖိနှိပ်လောနာကြောင့်စပရင်တစ်ခုလိုမျိုးတွန့်ကန်လာတော့မှအသေးချပါပဲတချိန်ချိန်မှာမြန်မာပြည်မနဲ့လွတ်လပ်စွာကွန်တေကွင်းရတဲ့တနေ့မှာ MNDA ဟာလေတရုတ်ဩဇာကံဘဝကနေရုံးထွက်လာနိုင်တော့မှာပါ MNDA ဟာ တေယုတ်ဩဇာခံဘဝကနေရုံထွက်ဖို့ကြိုးစားနေတာကိုကျွန်တော်တို့ဗမာပြည်သူလူထုအနေနဲ့အထိမတ်ပြုပြီးရတွဲခေါ်ပေးဖို့လိုပါတယ်ဒါကတော့ကျွန်တော်ရဲ့ရှုမြင်သုံးသပ်မှုသာဖြစ်ပြီးတော့နိုင်ငံရေးလှိလာကျွမ်းကျင်သူတွေကလည်းလာရှုကိစ္စနဲ့ပတ်သက်ပြီးတော့ MND ရဲ့ဘောဘလို့ရှုမြင်လဲဆိုတာကိုလေ့လာကြည့်လိုက်ရအောင်အဆုံးသတ်တယ်လို့တော့ကျွန်တော်ပြောပြောလို့မဖြစ်ဘူးတဲ့ဘာကြောင့်လဲဆိုတော့ဝါလည်းတိုးတိုးတိတ်တိတ်နဲ့เนาะကျွန်တော်တို့ ခုနေဦးတော်လိုင်းကြီးမှာတစ်ဖက်တစ်လားကူတယ်ကျွန်တော်သိတယ်။เนาะဒါပေမဲ့လုံးဝနာမည်မဟုတ်ဘူး။တရင်မထွက်ဘူးပေါ့ဗျာ။နောက်မှကိုကကလည်းဒီတိုက်ညီနေမှာမဟုတ်ဘူး။သူတို့ပြောတဲ့အတိုင်းကြီးနေဦးတော်လိုင်းကြီးကဒီတက်တရအဲ့နာမှာစည်ရင်မလုံချရဆိုတာ။ရတယ်လေအဲ့ညာမလုံချအောင်လေတခြားညာလုံချမယ်လေ။သူတို့အစီအစဉ်တွေရှိနေရတယ်။เนาะရှိတယ်အဲ့တော့ဒီညမလောက်ချာကြံတဲ့ညလောက်ချမယ်ဆိုလိုတာကမန္တလေးချင်းပဲစကိုင်းချင်းပဲဗျာ အဲ့ဒါဒီလုံချလို့ရလားဒါအစစ်စစ်နေနောက်ချက်အတွက်သူတို့လာမယ်လို့ကျွန်တော်ဒီတိုင်းပဲတွေ့ထားတယ်ဒီတိုင်းတော့သူတို့ကတော့ဟိုငြိမ်မနေပါဘူးငြိမ်မနေပါဘူးသူတို့ပြောတဲ့အတိုင်းဒီမှာကိန်းဦးတော့သူတို့တစ်ထွက်တနည်းတလားနဲ့အကောင့်တွေပြပေါ်မှာပဲအခုလောလောလေးကြီးပြီးရှောက်မွေပါသုံးတက်ကြတဲ့ဒရင်တော့ကြီးတော့ကြီးတာပေါ့ဒါတို့တော့ကျွန်တော်တော့အဲ့လိုမွေပါညင်ဘူးသူတို့ကဟိုဘာပလန်1မရရင်ပလန်2ပေါ့အဲ့လိုတွေသွားမအောင်ပလန်2မရရင်ပလန်3ပေါ့ ဒါမျိုးတွေတွားမှာပါကျွန်တော်ကတော့တွက်ထားပြီးသားပါเนาะအဲ့ဒါအဲ့လိုပဲကျွန်တော်ဒီတိုင်းမြင်တယ်လေเนาะတခြားကသူကူရမဲ့ဟာတွေရှိတယ်လေဘောမပြည့်ရဲ့1000ဒေါ်လာကြီးကိုကူရပါစေရှိတယ်လေအဲအဲ့ကူရမဲ့အပိုင်းကြီးကြတော့ပြောင်လုတ်ပဲနဲ့ပုံစံတစ်မျိုးနဲ့လုတ်မယ်လေဒါဆက်ချပါခရဒီဝအပွက်စီးရလဲအဲဘာမှကိုအသာမမီပဲနဲ့တော်တော်တိတ်လုတ်နေတာဒီရှိတာဟုတ်ညခင်ဗျားလေဒါတွေကခင်ဗျား ဒီရတဲ့အတမမီပဲလုပ်တဲ့ဟာတွေကိုကျွန်တော်တို့ကသတင်းတောက်တွေကမသိတော့အမျိုးမျိုးပုတ်ကပြောဆိုကြတာပေါ့သူတို့မှရှိပါတယ်အစီအစဉ်တော့အဲ့ဒါလောက်ကြမှာပါကျွန်တော်တောင်ဘက်တောင်ထုံးသိလာမလားမှပဲပြောရမယ်နောက်တရုတ်ကတူတူတက်တက်ပြောတာဒီဟာအန်ယူဂျီနဲ့မဆက်သွင်းနဲ့နော်အန်ယူဂျီလက်အောက်က PDF တွေနဲ့မဆက်သွင်းနဲ့အဲ့လိုလာတော့ဘူးဗျာသူကတူတက်တက်ပြောရတာပါအခုထိုင်းမှာလည်းသူဝင်တာပဲတရုတ်ဒါပေမဲ့ ိုင်းကသူစီမင်းစီဦးလေးနဲ့တရားလုပ်ရတော့တရုတ်လုတ်ချင်တိုင်းလုတ်လို့မရဘူးလေဗျာဒါကြောင့်မို့ဆက်ခါစားကတော့တက်ပြီးရောင်းစားမဲ့ကောင်တွေတက်ပြီးပြည့်အောင်လုပ်လို့ကျွန်တော်တို့ကလည်းဒါကြောင့်မို့ဒီတော်လန်ကြီးကိုတော့ပြည့်ပြအောင်ကတော့ခင်ဗျားစစ်စာရေးတွေဘာတွေကတော့နောက်ခါလာနောက်ခါသေးပဲဗျာခေါင်းထဲမထည့်နဲ့စစ်ကောင်စီပြုတ်အောင်လားအဲ့ဒါကြိုးစားဖို့ပဲနှီးမျိုးစုံနဲ့ကြိုးစားရမယ်။ကြာရဖို့ကျွန်တော်တို့အခုခါကဟိုနှီးပြူဟာအပိုင်းတော့ကျွန်တော်မဟာပြူဟာအပိုင်းကိုမပြောဘူး။နှီးပြူဟာအပိုင်းမှာ ဒါနဲ့မတူငါရန်သူတို့ပြီးအကုန်လုံးချောက်လှုပ်ထားလိုက်တဲ့ခါကျတော့ရန်သူကဘက်ကအင်အားများလာပြီးကိုယ့်ဘက်ကအင်အားနေသွားတာပေါ့အဲ့တော့တော်လာကြီးတက်ပွဲမှာခင်ဗျာကြားထားရမှရှိတယ်ရှိယုံရမှရှိတယ်ဘုံရန်သူကိုနဲတဲ့နဲအောင်ကျင်းတဲ့ကျင်းအောင်ကျွန်တော်တို့ကဖန်တီးရမယ်အဲ့ဒီနည်းကျွန်တော်တို့ကတိုက်ရကျွန်တော်တော့ပြောဘူး MND အခြေအနေကတော့ဟိုသူတို့ရဲ့သူတို့အဖွဲ့အစည်းအတွင်းမှာပေါ့နော်ကြားရတဲ့အခြေအနေကတော့မလုတ်ချင်ကြဘူးလေ ဆိုတော့ဒါပေမဲ့လည်းပြည်ယုတ်အစိုးရကသူ့ရဲ့တာဝန်ရှိတဲ့ခေါင်းဆောင်ပိုင်းအချုပ်ကိုဟိုအကြက်ကျုပ်သဘောမျိုးပေါ့ဗျာနော်ဗုဒ္ဓတိဖန်ဆင်းထားတဲ့အရာတွေထိန်းသိမ်းထားတဲ့အရာတွေဟိုရှိနေတယ်လို့ကြားရတယ်နော်ဆိုတော့အဲ့ဒီပုံမှာတော့ဟိုမလွန်ဆိုင်နိုင်တဲ့အခြေအနေလို့မြင်ပါတယ်နောက်တစ်ခုကတော့သူတို့ကိုဟိုတရုတ်အစိုးရကရိတ်ခါပေါ့နော်ဟိုဆန်းစားအရာပေါ့ဗျာဖြတ်ငါးပြက်နဲ့ဖြတ်တဲ့အခါကျတော့ဟိုဘလို့မှရက်တီလို့မရတဲ့အခြေအနေမှာနောက်ဆုံးဟိုဒီအချက်ကိုသဘောတူလဲရတယ်လို့ကျွန်တော်တော့မြင်ပါတယ်နောက်တစ်ခုကတော့ထုတ်မပြောရတဲ့အကြောင်းရင်းကတော့ ဟိုသူ့ရဲ့အကျိုးဆက်ပေါ့ဗျာနော်သူ့ရဲ့အကျိုးဆက်ရိုက်ခတ်မှုတွေဟိုဖြစ်လာမဲ့ဟာတို့ဆိုတရားစိုးရိမ်မှုရှိတဲ့အတွက်ဟိုကြိုတင်မထုတ်ပြန်ခြင်းဖြစ်တယ်လို့ကျွန်တော်တို့နားလဲပါတယ်ဗျာအဲဥပမာပေါ့နော်ဥပမာစစ်ကောင်စီဘက်ကပဲရက်ပြီးတော့ MNDA ကိုလည်းဟိုဖိအားပေးမယ်ဆိုတော့ကျွန်တော်ထင်တယ်အချိန်ချိန်မှာတော့ပြဿနာဟိုဖြစ်လာနိုင်တယ်လို့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဟိုဟို spring ရဲ့သဘောတရားလိုမျိုးပေါ့ဗျာနော်ဖြီးပါများရင်ကျွန်တော်ချင်းပြန်ပြီးတော့ဟိုတွန်းကန်လာနေတဲ့အခြေအနေမျိုးမှာဖြစ်တာပေါ့ဗျာနော် အခုဆိုတော့တရုတ်ကတော်တော်လေး MND ကိုဖိထားတဲ့သဘောမျိုးဖြစ်တဲ့အခါကျတော့အဖိထားတဲ့အချိန်ဒီအောက်မှာဒီကိစ္စကြီးမဖြစ်သင့်မင်းနဲ့ဖြစ်သွားတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီလာရှူရာဟုဆိုတာဟိုအသက်ကြီးအများကြီးပြေးခဲ့ရတာလေနော်အသက်ကြီးအများကြီးပြေးခဲ့ရပြီးတော့ကျွန်တော်တို့ဟိုတစ်ဖက်ကိုပြန်ပေးရတယ်ဆိုတော့ဘယ်သူမှဟိုပြေးချင်တဲ့အချိန်ဒီတော့မဟုတ်ပါဘူးဗျာဒါမှမဟုတ်လေမနောမနောစာနေတဲ့အချိန်ဒီတစ်ခုကြောင့်ပြေးလဲရတော့အဲ့ဒီအချိန်ဒီမှာကျွန်တော်တို့က နှုတ်နှစ်ဖက်ပေါ့နော်ဟိုပြည်လဲရပြည်လဲကြောင်းမဟုတ်ဖဲနဲ့အဲတဖက်ဘက်ကိုပဲ MNDA ဘက်ကိုပဲတရုတ်အစိုးရကတရုတ်ကပုံပို့ပြီးတော့ဖိအားပေးလာမယ်ဆိုတော့ဒီချိန်တွေကဟိုပေါက်ထွက်သွားဟိုပေါက်ကွဲသွားနိုင်တယ်လို့ကျွန်တော်တို့မြင်ပါတယ်ချက်ချင်းမဟုတ်ရင်တော့မှပေါ့နော်တစ်ချိန်ချိန်မှာတော့ဟိုပေါက်ကွဲသွားနိုင်တယ်လို့မြင်ပါတယ်တရုတ်နှစ်တစ်ခုခန်းတစ်ခုမှာအခမ်းအနားတစ်ခုမှာ MNDA နဲ့တရုတ်ယာရှိသူစင်ပေါ်မှာအတူရှိနေတယ်အဲ့ဒီတရုတ်ယာရှိက ကိုကန့်ဒူးဒေတာတစ်မှာစစ်ပွဲကပြီးသွားပြီးကိုခိုင်ကွန်လုံတိန်ဒီနဲ့လောက်ကန်စားတဲ့ခရိုင်လေးခုနဲ့မြို့တစ်မြို့မှာ MND ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်အတိမတ်ပြုရမယ်ပြင်လာရှိုးကနေ MND တက်တီဆုတ်ခွာရမယ်ဆိုတဲ့ပြောစကားဗီဒီယိုတစ်ခု online မှာပြန်လာခဲ့တယ်စစ်ကောင်စီကလာရှိုးပြင်စကခ16အစီအခြေဆိုင်ခဲ့မှုတဲ့တိန်ဒီကိုပါတောင်းဆိုခဲ့ပြီး MND ကိုကွန်ကွမ်းလုံတိ ဆုတ်ခိုင်းခဲ့ပေမဲ့ MND ရဲ့ဘောမတူလို့ပါရလာမှမထွက်ခဲ့ဘူးအဲ့ဒီနောက်တရုတ်က MND ဘက်ကိုလာရှိုကနေမဖြစ်မနေဆုတ်ဖို့လာရှိုကနေမဆုတ်ရင်လည်းဇက်ဂိတ်တွေပိတ်မယ်လို့ဖိအားပေးခဲ့သူစစ်ကောင်စီကလည်းသူတို့မျိုးကသာပြန်ပြရင်အုတ်ချုပ်ရေးတည်မရအောင်မျိုးကိုစစ်စစ်ညံ့ညံ့ကြည့်အောင်ဘုံကျဲဖြက်စီးပစ်မယ်ဆိုတာမျိုးနဲ့ဖိအားပေးလာခဲ့အခုစစ်ကောင်စီဒီကလာရှိုးကိုပြန်ဝင်လာတာကိုတိုက်နှစ်သက်သူနဲမယ်လို့ထင်ပါတယ် ဒါလည်းထူးတော့မတူစားမှာဘူးစစ်ကောင်စီရဲ့ဖိနှိပ်ရန်ကားအုပ်ချုပ်မှုတွေနော်ရွာလုံးကျွတ်မီရှို့လူဆူလိုက်ပြုံလိုက်တပ်ဖို့ဝင်မလေးတာတွေနော်ဒီလိုမျိုးရက်ဆက်ကြမ်းကြုတ်တဲ့နာဇီတပ်ကိုပြန်တွေ့ရမှာနှစ်သက်တဲ့လူကတော့နဲမှာပဲနော်မြေပန်းဒေသတွေမကပဲတောင်ပေါ်ဒေသနိုင်ငံတဝန်းလုံးကဟိုကမကြိုက်တာမှာတော့စကားစဒါအမိကန်သဘောမျိုးရမကကိုဖွဲ့ပြန်ဖွဲ့ထားတာရှိတယ်ဒါမဲ့ သူဖွဲ့ထားတဲ့ဆိုတာကယမခမကြခင်ကဖွဲ့စည်းပုံ မျိုးကိုပြန်ရောက်ဖို့တောင်းအတော့အတော်ကြီးကိုအလံဝင်နေသေးတယ်တကယ်ဒင်းပြချက်ပြဖွဲ့စည်းပုံကတော့စိတ်ကူးတဲ့တောင်ရှင်လို့မရအောင်ကြာပါဗျအဲ့တော့ EU တွေကဒီမြန်မာစစ်တပ်ရှိနေတွေသူတို့နေမြေလုံခြုံရေးအတွက်အာမခံမရှိဘူးဆိုတာသဘောပေါက်ပြီလားသူတို့ကသူတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အုပ်ချုပ်ခွင့်လိုချင်တာဒါကြောင့်လဲ30 20 consistency တွေကဟန်ချက်ညီတဲ့စစ်စီရေးတွေပေါ်ဆောင်ပေးဖို့ဂျန်နဲ့မဟာမိတ်တွေ တော်လိုင်းဟိအရာစုတွေကိုနှိုးဆော်ခဲ့တယ်။ဒါပေမဲ့ဒုတိယလာတိုက်ပွဲတွေဖော်တဲ့အခါမှာတော့အကြီးအကျယ်ဒေါသထွက်ခဲ့။ဒါကြောင့်လည်းတိုက်ပွဲတွေပြန်မဖြစ်ဖို့ MNDA နဲ့ TNL တို့တင်းကျပ်တဲ့ PR တွေအပြည့်ရအောင်မရရအောင်ကြားခဲ့တဲ့ပြင် UWSA ကိုပါ လုံးဝအကူအညီမပေးရဘူးဆိုတဲ့ PR တွေပေးခဲ့။တို့တေယုတ်ကနီးကုံလမ်းကုံနီးလမ်းပုံးစုံနဲ့ဖြတ်လို့ဖြစ်စီလုတော့တာ။ ကိုကန်နေလားဆိုတော့တရုတ်ပြည်အားတရန်ပလောင်မှာ TNL မှာလဲကြီးပါတယ်နော်တရုတ်ကဒီဘွဲ့တွေသူ့စကားနားမထောင်မချင်းအမျိုးမျိုးချက်တရားမဝင်လူဝင်လူထွက်နေစားပေါက်လေးတွေပါမကြံနေစားကိတ်တွေပိတ်ပစ်တယ်စားတော့ကုန်ဖြတ်တယ်လျှက်စစ်ဖြတ်အင်တာနက်ဖြတ်ဆေးဝါးဖြတ်73ကြီးဖြတ်ဖြတ်ပေါင်းမျိုးစုံဖြတ်တယ်ဘဏ်အကောင့်တွေထိန်းချုပ်တယ်နော်အဲ့လိုနီလန်ပေါင်းစုံတွေညစ်ပတ်တော့ သက်ဆိုင်ရာဒေတာတွေမှာလူမှုတွေခံရတာမလွယ်ပါဘူးအတော့တော့ကြက်ပါတင်ယုတ်ကဘလောက်တောင်မမြတ်တလဲဆိုတော့စစ်ကောင်ကြီးလေချောင်းတိုက်ခိုက်မှုပုံကျဲတာတော့မတားဘူးအဲ့ဒီတော့တံပြန်ထိုးစစ်အောက်မှာတစ်ဖက်ကိုခြေချုံမိနေတော့စစ်ကောင်ကြီးကတံပြန်ထိုးစစ်လုပ်တဲ့အခါမှာစစ်ကောင်ကြီးအตาကြီးရတဲ့စစ်မင်နာအနေငယ်တော့ပေါ်လာခဲ့တယ်တင်ယုတ်ကဖိအားပေးတာသူတို့မျောလင်းတဲ့လောက်မထီးရောက်တာတော့အေးအေးပဲဒါကလည်းနန်းန စည်းစမ်းမှုမရှိတာအားသာချက်ဖြစ်တယ်။နောက်ကွန်ပစ္စည်းတွေဝင်ပေါက်ကအိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်တို့ဟိုဟိုဖြစ်နေတာ ਨੇ ။အဲနဲ့အဲအဲထွက်ပေါက်ရှိလို့ရှိနေတာကြောင့်အဲ့လိုပြောလို့လွယ်လားဆိုတော့လွယ်တာတော့မဟုတ်ပါဘူး။အေးရဲ့ခေါင်းဆောင်မှုကလူလူကရောစိတ်မာတယ်အချက်တဲတွေကိုအန်ကျိတ်ခုကန်။နောက်တရုတ်ပြပေးတာကချင်း KIMO ပဲ။ KIMO ကလည်းစစ်ကိုရပ်ဖို့အလဲပိုင်းတွေကိုမတိုက်ဖို့မကူဖို့တောက်လျှောက်ပြပေးတယ်။ကချင်းကတော့နေဇက်က သူရဲ့ထိတွေ့နေတဲ့နေဇာကတရုတ်တင်မကပဲအိန္ဒိယဘက်ပါလမ်းပွင့်တာနောက်မြေရှားတပ်ထုတွင်နေရှိတဲ့ဒေသကိုသိမ်းလိုက်နိုင်တဲ့ဟာကတရုတ်နဲ့အဲ leverage negotiate လုပ်တဲ့အခါမှာ leverage လုပ်ရတာနော်အဲ့တော့ရသွားတာအဲ့ဒါသက်သာစီတာပေါ့အဆုံးဒီနောက်ဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပနာ click ပါအရေးတော်ပုံအောင်ရမည်